အားလုံးမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ယနေ့ကတော့အောက်တိုဘာ23ရက်နေ့ဖြစ်ပါတယ်။ဒီနေ့အောက်တိုဘာ23ရက်နေ့အတွက်သတင်းတိုလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားချင်ပါတယ်။ဒါကတော့ကြားပြင်းနဲ့ Lycor မြို့မှာရှိနေတဲ့ Lycor တက္ကသိုလ်ကိုပြန်လည်ပြီးတော့ဖွင့်လှစ်လိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ။ Live Hotel လို့သူကတော့ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာမှာပဲကရင်နီလက်နက်ကန်အဖွဲ့ KNPB KNDF နဲ့ NUG လက်အောက်ခံ PDF အများအပြားကလာရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်2023ခုနှစ်နိုဝင်ဘာ13ရက်နေ့မှာကျင်းပမဲ့အဝေးတင်တက္ကသိုလ်စာမေးပွဲကနေစပြီးတော့ပိတ်ခဲ့ရတာဖြစ်ပါတယ်။အရင်နောက်မှာပဲ Navigo တက်ကတော်နဲ့အတူ Graygon မှာရှိနေတဲ့ Computer တက်ကတော်၊ဒီပညာတက်ကတော်၊ပညာရေးကောလိပ်နဲ့တာဖားနဲ့သူနာရွတ်တင်တန်းကျောင်းတွေအားလုံးလည်းပိတ်ခဲ့ရတာဖြစ်ပါတယ်။ အခု2025ခုနှစ်မှာတော့ဒီကရားပြည်နယ်ကိုထိန်းချုပ်ထားတဲ့ KNDF နဲ့အပေါင်းပါတွေအားလုံးလည်းဆုတ်ခွာသွားပြီဖြစ်တယ်လို့ကရားပြည်နယ်ရဲ့မြို့တော် Lycor ကလည်းပုံမှန်အတိုင်းလက်ပတ်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ဝက်လောက်ကလေးကစပြီးတော့တမရော်စစ်ကြောင်းတွေနဲ့နေမိခံတရင်တပ်ဖွဲ့တွေကပူးပေါင်းပြီးကရားပြည်နယ်မှာရှိနေတဲ့ကရင်နီအကြမ်းဖက်တွေကိုဘိုင်ဝင်တိုက်ခိုက်ပြီးတော့နှင်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ KNDF ဖြစ်ခေါင်းဆောင်တအုပ်ဖြစ်တဲ့မာဝီရိုးအုပ်စုကလည်းဒီ ထိုင်းနိုင်ငံချင်းမိုင်ကိုတွားရောက်ခိုလုံပြီးတော့လင်းရင်လက်သလိုမြရပြည်နယ်တွေကိုဝင်ရောက်ပြီးတော့သွေးထုတ်လှုပ်ဆောင်မှုတွေနောက်ပြီးတော့ KNDF နဲ့အပေါင်းပါတွေစစ်သွေးကြွတွေကိုစစ်ရေးအရဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုစီရင်လှုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ပြန်လဲအခုမြရပြည်နယ်လိုက်ကော်မြို့ကိုတော့တမတော်ကအပြေးဝပြန်လဲထိန်းချုပ်လိုက်ပြီးဖြစ်တဲ့အတွက်လိုက်ကော်မြို့မှာရှိနေတဲ့ဒီနည်းပညာတက်ကသိုလ်၊ကွန်ပျူတာတက်ကသိုလ်၊ပညာရေးကောလိပ်နဲ့ဒီတာဖားနဲ့သူနာပြုတင်တဲ့အကြောင်းတွေအားလုံးကိုလည်းပြီးခဲ့တဲ့2024ခုနှစ်နဲ့2025ခုနှစ်နှစ်စံပိုင်းနေတွေက ပြန်လည်ဖွင့်လှစ်လိုက်ပြီးပဲဖြစ်ပါတယ်။အခုနောက်ပြဆုံးဖွင့်လှစ်ဖို့ကြံနေတာကတော့ Lycor တက္ကသိုလ်ပဲဖြစ်ပါတယ်။ဒီ Lycor တက္ကသိုလ်ကိုတော့98ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်28နှစ်သက်တမ်းရှိသွားပြီဖြစ်ပါတယ်။1998ခုနှစ်ကစတင်တည်ဆောက်ခဲ့တဲ့အချိန်တုန်းကတော့ College အဆင့်နဲ့သတ်မှတ်ပေးခဲ့တာဖြစ်ပြီး2002ခုနှစ်မှာတော့ Degree College 2003ခုနှစ်မှာ Lycor တက္ကသိုလ်အဖြစ်အဆင့်မြင့်တင်ပြီးတော့ပညာသင်ကြားခွင့်ပေးနေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာမှာတော့ဒီ KNTF KNPB နဲ့ ကရင်နီလက်နက်ကိုင်အဖွဲ့တွေအများပြားရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေကြောင့် Black Hawk တပ်ကတော်ကြီးရဲ့ပင်မအစာအုပ်ပွင့်နှင်းသပင်ခန်းမှာ နောက်ပြီးတော့စာတင်ဆောင်တွေဓာတုပေဒတတပေဒစတဲ့စာတင်ဆောင်တွေတမကာကေယာချယ်ရီဒီအမျိုးသမီးဆောင်တွေထမင်းစားဆောင်တွေနောက်ပြီးတော့တန်းစင်ငန်းတွေနဲ့ပမောခကျိုးရဲ့အိမ်တွေဌာနမှုနေအိမ်တွေအများအပြားလည်းပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းကေယာလက်နက်ကိုင်တပေါ် KNDF နဲ့အပေါင်းပါတွေကလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေလည်းပြုလုပ်ခဲ့တယ်လို့နောက်ပိုင်းမှာတော့ဒီလိုက်ကိုတက္ကသိုလ်ထဲမှာခန်းစစ်တွေပြင်ဆင်ပြီးတော့ဒီအကြောင်းရဲ့အဓိကပရီဘောဂရီနဲ့စာတင်ကမ်းတွေကိုခန်းစစ်အနေနဲ့ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ကလည်းဒီပြန်လည်တိုက်ခိုက်တဲ့အချိန်မှာလည်းအကြောင်းကြီးရဲ့ပတ်ဝန်းကျင်နဲ့ပရဝုံနောက်ပြီးတော့ အဓိကလိုအပ်တဲ့နေရာတွေကိုအထက်အကြဆုံးနည်းအောင်နဲ့တင်း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 ဆောင်ရွက်ပြီးတော့အချမ်းဘက်သမားတွေကိုတိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Raigor Delta တို့ကတော့အချမ်းဘက်သမားတွေက2023ခုနှစ်နိုဝင်ဘာ13ရက်နဲ့14ရက်နေ့မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ Raigor Delta တို့မှာရှိနေတဲ့ပညာရေးဝန်ထမ်း132ဦးနဲ့သူတို့ရဲ့မိသားစုဝင်64ဦးစုစုပေါင်း196ဦးကိုလူသားတစ်တိုင်းအနေနဲ့ဖမ်းဆီးပြီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့နိုင်ငံတော်ဘက်ကဒီညဉ့်ညဉ့်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ဒေသခံတွေမှာပြီးတော့နိုင်ငံဝန်ထမ်းပညာရေးဝန်ထမ်းတွေကိုပြန်လည်လွတ်မြောက်ပေးရေးအတွက်ညှိနှိုင်းမှုတွေဆောင်ရွက်ခဲ့တယ်။အဲ့ဒီနောက်2023ခုနှစ်နိုဝင်ဘာ29မှာတော့ပညာရေးဝန်ထမ်းတရားကျော်ပြန်လည်ပြီးတော့လွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ပထမအကြိမ်ပြန်လည်လွတ်မြောက်ပေးတဲ့အချိန်မှာတော့ Lycor တက္ကသိုလ်မှာရှိနေတဲ့ပါကျုံနဲ့ဌာနမှု12ဦးအပါအဝင်ပညာရေးဝန်ထမ်းတွေကို KNDF နဲ့အပေါင်းပါတွေဆက်လက်ပြီးတော့ဖန်စီထင်းထင်းထားဆဲပဲဖြစ်ပါတယ်။ KNDF နဲ့အပေါင်းပါတွေက Lycor တက္ကသိုလ်ကိုလာရောက်တိုက်ခိုက်တဲ့အချိန် ဒီတက်မော်ရေလုံရွေးတက်ဖွဲ့ဝင်တွေကိုဒါမှကလိုက်ကိုတက်ကူတူမှာတာဝန်ထမ်းဆောင်နေတယ်ဒီပညာရေးဝန်ထမ်းတွေကိုစီရီယံမလုပ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ရရဆက်ဆက်တက်ဖြတ်မှုတွေလည်းပြုလုပ်ခဲ့တယ်လို့မထင်မထင်တယ်လို့ဒလန်ကောင်းစင်တက်ပြီးတော့ညှဉ်းပန်းနှိပ်စက်မှုတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒီအဖြစ်စိုးကြီးအလုံးကိုကျော်လွန်သွားပြီဖြစ်ပြီးတော့နိုင်ငံတော်ကနေလက်ရှိတက်မတော်ကနေပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်လိုက်ကိုတက်ကတူကြီးကိုပြန်လည်ပြီးတော့ဖွင့်လှစ်လာနေခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်လိုက်ကိုတက်ကတူကြီးပြန်လည်ဖွင့်လှစ်ပြီးဖြစ်ပြီးတော့အဝေးတင်ဒုတိယအတုံးနဲ့တတိယအတုံးတွေရဲ့အနီးကပ်နဲ့ဒီဆောင်ဝဲကာလတွေကဒီအောက်တိုဘာထဲမှာဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။2023ခုနှစ်ကတော့ဒီလိုက်ကိုတက်ကတူမှာ ဒီတင်ကြားပေးနေတဲ့ major တွေအနေနဲ့ major 73ကိုရှိပါတယ်။ဒါပေမဲ့အခုချိန်မှာရောဒီ major 73ကိုလုံးပြန်လဲပြီးတော့ဖွင့်လှစ်နိုင်ပြီလား။ဒါမှမဟုတ်ရင်တခြား major တွေကလိုအပ်ချက်တွေရှိနေသေးသလားဆိုတာကတော့အားကြောင့်လဲဆိုရင်အကျံပသမားတွေက like တက်ကတူကြီးကိုစည်ရေးပြတ်မှတ်မဟုတ်ဘဲနဲ့လာရောက်တိုက်ခိုက်ပြီးတဲ့နောက်စစ်ရှုံးပြီးဆုတ်ခွာသွားတဲ့အချိန်မှာလည်း like တက်ကတူထဲမှာရှိနေတဲ့ပင်မအစာဦးစာပြင်ဆောင်ပွင့်နေတဲ့ပင်နဲ့ပါကျုပ်အိစတဲ့အခြေခံအဆောက်အအုံအများပြားကလိုအပ်တဲ့ပြင်ပေါ်ကတွေနောက်ပြီးအေကုန်းတွေ အစိုးဆုံးရုပ်စွာအစုံတွေလျှက်စက်မီတွေ့တန်းထားတဲ့ဝါယာကြိုးတွေကိုပါဖြုတ်ယူခိုးယူပြီးတော့တည်ဆောင်သွားခဲ့ကြတာဖြစ်တဲ့အတွက်ဒီလွယ်ကောတက္ကသိုလ်ကြီးပြန်လည်ဖွင့်လှစ်နိုင်ရေးကို2025ခုနှစ်ဇန်နဝါရီလလောက်ကလေးကပြင်ဆင်ခဲ့တာဖြစ်ပါတယ်2025ခုနှစ်ဩဂတ်လလောက်မှာအပြီးဆောင်ရွက်နေတဲ့ဆိုပေမဲ့ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ပြည်ပြည်မှုလုပ်ငန်းတွေကလည်းအများကြီးပြုလုပ်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းမူလရထားချက်အတိုင်းအခု2025ခုနှစ်အောက်တိုဘာ23ရက်နေ့မှာပဲလွယ်ကောတက္ကသိုလ်ကြီးကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ် အရှိချိန်မှာတော့ Lycor မျိုးမှာရှိတယ် Lycor တက်ကတူတာမကနည်းပညာတက်ကတူနဲ့ကွန်ပျူတာတက်ကတူအပါအဝင်တခြားသောတန်းမြင့်တွေနောက်ပြီးတော့အခြေခံပညာအထက်တန်းကျောင်းတွေလည်းပုံမှန်တန်းကျန်တဲ့လက်ပတ်နေပြီဖြစ်တယ်လို့ Lycor မျိုးထဲမှာလည်းမိဘပြည်သူတွေအားလုံးကဝင်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်ဝင်ရောက်မနေထိုင်ခင်ကာလမှာလည်းတက်မတော်တရင်တက်ဖို့တွေကအကျံဖက်သမားတွေထောင်ထားခဲ့တဲ့မြေမြုံမိုင်းတွေနေမိုင်းတွေနဲ့ဒီအကျံဖက်လုပ်ငန်းစဉ်ဆောင်ရွက်ခဲ့တဲ့အချိန်ဆောင်ရွက်နေစဉ်အတွင်းမပေါက်ခွဲသေးတဲ့ပုံသေးမိုင်းသေးတွေအားလုံးကိုလည်းနေမြေရှင်းနေတော်တော်ကြီးကိုအချိန်ယူပြီးတော့ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ် ရပြည်နယ်မှာရှိတဲ့ KNY လက်နက်ကိုင် KNPB KNDFK စတဲ့အဖွဲ့ပေါင်းများစွာကမြို့တော် live ကိုတိုက်ခိုက်ထိန်းချုပ်နိုင်ရေးအတွက်တလင်းလုံးစစ်စင်ရေးရဲ့တစိတပိုင်းအနေနဲ့ဆောင်ရွက်ခဲ့ကြတာဖြစ်ပေမဲ့အခုတနစ်ကျော်နေပါကြမြင်တဲ့အချိန်မှာတော့ live မြို့ကိုလည်းလက်လွတ်ထားရတယ်။မိုးပြေဖေကုံမြို့ကိုလည်းလက်လွတ်ထားရသလိုဒီမော့ဆူမှာလည်းစစ်ရှုံးပြီးဆုတ်ခွာထွက်ပြေးသွားရပြီဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိတက်မလို့စစ်ကြောင်းတွေကဒီမော်ဆိုမြို့ရဲ့တောင်ပချမ်းနဲ့မြောက်ဘက်ချမ်းကအကြမ်းဖက်သမားတွေစုဖွဲ့နေရတွေကိုဆက်လက်နေမြရှင်လေးဆောင်ရွက်နေစေဖြစ်တယ်လို့ပေါ်လခဲမြို့ကိုလည်းဆက်လက်ချိတက်ပြီးတော့တိုက်ခိုက်နေစေပဲဖြစ်ပါတယ်။အဲကြောင့်ခရီးပြည်နယ်မှာရှိနေတဲ့ပြည်ရင်ဒီအမေရိကန်အကြမ်းဖက်သမားတွေကတော့လက်ပေါင်းဆောင်ကနေစစ်ရှုံးနေပြီဖြစ်ပြီးတော့ဒီ KNDF PNPB KA အပါအဝင်ခွန်ဗီဒူခူဦးတွေနောက်ပြီးတော့မာဝီအပေါင်းပါအားလုံးကတော့ထိုင်းနိုင်ငံကိုဖွဲ့ပြီးတော့ဝန်တိုင်းထွက်လိုက်နေပဲ။ သွားရောက်ပြုတ်လုံနေဆဲဖြစ်တဲ့ထိခိုက်ဒဏ်ရာရရှိတာတွေကိုအကြောင်းပြပြီးတော့ထိုင်းနိုင်ငံချင်းနိုင်ငံမှာစီးကုတမ်းမှုတွေခံယူနေဆဲဖြစ်ပြီးတော့နိုင်ငံရေးပွဲတွေနဲ့အလူခံတဲ့ပွဲတွေခွက်ခေါက်ဖို့တွေကိုလည်းမျိုးစုံပြင်ဆင်လျက်ရှိပါတယ်။ KNDF နဲ့အပေါင်းပါတွေကတော့တလကိုမြန်မာကျပ်ငွေ3000လောက်ရရှိနေတယ်ဆိုပေမဲ့အပေါ်မှာပဲအဖွဲပေါင်းစုံဖွဲ့ပြီးတော့အကျိုးစီးပွားတွေကိုလက်ဝကြီးအုပ်ထားဆဲဖြစ်တဲ့အတွက်မြန်မာတိုက်ခိုက်နေတဲ့ KNDF အပါအဝင် NUG ပြည်ပအုပ်စုတွေအများပြားတော့အများပြားကတော့ ငန်းငတ်တက်ပြက်နေပဲတက်မော်ရဲ့ထိုးစစ်ကိုခါစီပြီးခန်းစားနေရတာပဲဖြစ်ပါတယ်။ဒီချိန်မှာတော့ GNDF နဲ့အပေါင်းပါတွေကလိုက်ကောမိုးပြဲဖေကွန်ဒီမော့ဆိုကနေဆုတ်ခွာသွားကြပြီဖြစ်ပြီးတော့ဒီမော့ဆိုနဲ့ဖေကွန်ရဲ့အနောက်ဘက်ခြမ်းလက်အိလက်တိန်ပြီးခင်ချယ်ရီကုန်းစတဲ့နေရာတွေမှာဆက်လက်ပြီးစုဖွဲ့နေသေးတယ်ဆိုတဲ့နေမြေကန်သတင်းတွေကိုလည်းရရှိပါတယ်။ အကြံပေးသမားတွေကလိုက်ကောမိုးပြင်းနယ်ဒီဒမော့စုကနေစုပ်ခွာသွားတဲ့အချိန်အတွင်းထဲမှာရှိနေတဲ့ပထောင်ရွာတွေကိုအရက်သားအတွင်နဲ့ပြန်လဲစုပ်ခွာသွားကြတာတွေရှိတယ်လို့ပရိုဆိုဘောလကဲရဲ့အနောက်ဘက်မှာရှိနေတဲ့ရွာတွေနောက်ပြီးတော့ဒီဟိုယာပီယာဘက်တွေဒီစုပ်ခွာပြီးတော့ပြန်လဲအင်အားဖြစ်တင်မှုတွေလည်းပြုလုပ်နေတယ်တမန်စစ်ကြောင်းတွေကိုနောက်ရှက်မှုတွေလည်းပြုလုပ်နေတယ်လို့စစ်ရှုံးပြီးစုပ်ခွာသွားတဲ့အဖွဲ့တွေကိုလည်းမာဝီဦးဆောင်ပြီးတော့တပ်ဖြတ်နေတာတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်လက်ရှိအချိန်မှာတော့ဒီမျိုးတော်လိုက်ကောကိုတိုင်းမိုးကိုယ်တိုင်ရောက်ရှိနေပြီးတော့လိုက်ကောတက်ကွဆိုကြီးခွန့်လက်နိုင်ရေးကိုလည်းကြီးကြပ်ပြီးဆောင်ရွက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကဘော်လခဲနဲ့ဖားဆောင်ဒေတာမှလည်းတက်မလို့ကအကြံဖက်သမားတွေရဲ့စုဖွဲ့နေရတွေကိုနေချောင်းကနေကင်းထောက်မှုတွေပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ဆိုတော့ဗိုလ်ခဲကိုခြေတက်နေတဲ့တက်မလို့စစ်ကြောင်းတွေကလည်း KNDF နဲ့အပေါင်းပါတွေ KNPB KA နဲ့ပြည်ရပြည်နယ်မှာရှိနေတဲ့အကြံဖက်သမားတွေအားလုံးကိုအပြီးတန်တိုက်ထုတ်သွားမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။လက်ရှိပြည်ရပြည်နယ်မှာရှိနေတဲ့မြို့တော် Like ကို ဖဲခုံနဲ့ဒီမော့ဆိုမြို့ကိုတော့တမရုံကထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်နောက်ထပ်ဘော်လကဲကိုဆက်လက်ပြီးတိုက်ခိုက်ထိန်းချုပ်သွားမလားရွေးကောက်ဝယ်မတိုင်ခင်ကာလပယ်နေမှာဆက်လက်ပြီးထိန်းချုပ်သွားမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်နေဆဲဖြစ်ပါတယ်အဲ့မဲ့အကြမ်းဖက်သမားတွေဆုတ်ခွာသွားတဲ့မြို့တွေရွာတွေကတော့ပုံမှန်တိုင်းလက်ပတ်နေကြပြီဖြစ်ပြီးအကြမ်းဖက်သမားတွေဝင်ရောက်နေတဲ့စုဖွဲ့နေတဲ့နေရာတွေကတော့ပြင်းမှတ်တွေဖြစ်လာမယ်။ဒါကြောင့်မလို့ဒေသခံကရားလူမျိုးတွေ၊ကရဲလူမျိုးတွေ၊ပတောင်တွေ၊ပတူတွေအားလုံးအနေနဲ့အကြမ်းဖက်သမားတွေနဲ့ခတ်ဝေးဝေးမှနေထိုင်ဖို့လည်းလိုအပ်ပါတယ်။ ဒါအပြင်အခုအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့လမ်းကြောင်းဖေခုံမိုးပြည့်ရဲ့အနောက်မှာရှိနေတဲ့ဒီပေကင်းရဲ့ပတ်ဝန်းကျင်ကရွာတွေနောက်ပြီးတော့ဒီတောင်ငူနဲ့လိပ်တူလမ်းကြောင်းကနေတဆင့်ဒီမော့ဆိုကိုဝင်နိုင်မဲ့ Cherry ကိုဟိုရစားတဲ့ဒေတာတွေမှာရှင်းသားတွေရဲ့ပူပေါင်းဆောင်ရွက်မှုတွေနဲ့တရင်ပေးမှုတွေကြောင့်တမရရဲ့နေမရှင်းလေးဆောင်ရွက်မှုတွေကတော့အိုင်းတာတစ်ခုထိအောင်မြင်မှုတွေရရှိနေပြီပဲဖြစ်ပါတယ် လက်ရှိအချိန်မှာတော့ KNPB, KNDF, KA အပါအဝင်ကြားပြင်းနယ်မှာရှိနေတဲ့ကရင်ပြည်လက်နက်ကင်အဖွဲ့တွေကဖားဆောင်တဲ့မော်ချီဒေတာမှာသာစုဖွဲ့နေကြပြီးတော့ပြီးခဲ့တဲ့ရက်ကလည်းရောင်းတိုက်ခိုက်မှုတွေနဲ့ဒီတပ်မတော်ရဲ့နေမရှင်လေးဆောင်ရွက်မှုတွေကြောင့်ဟိုရမဲဆက်ဒေတာတွေထိဆုတ်ခွာနေကြတယ်လို့လည်းသိရပါတယ်။ဒါ့ပြင်မဲ့ပြည်တဲ့စက်တင်ဘာလကောင်အောက်တိုဘာလဆန်းနေမှာတော့ KNDF ရဲ့ခေါင်းဆောင်တအုပ်ဖြစ်တဲ့မာဝီကကြားပြင်းနယ်ကိုပြန်လည်ဝင်ရောက်လာပြီးတော့ KNDF နဲ့အပေါင်းပါတွေကိုဆက်လက်ပြီးတွေ့တော်လုံးဆောင်မှုတွေလည်းပြုလုပ်သွားတယ်။ထိခိုက်တိုက်စုံးမှုတွေနဲ့အင်အားပြုံးနေမှုတွေကြုံတွေ့နေရတဲ့အတွက် ထိုင်းနိုင်ငံအနေဆက်အနီးမှာရှိနေတဲ့ဒုက္ခသည်စခန်းကစစ်သေးကြွတွေကိုလည်းစီယုံပြီးတော့ KNDF တဲကိုစစ်သားအနေနဲ့လာရောက်ထမ်းဆောင်မှုကိုလည်းစီယုံလုံဆောင်မှုတွေပြုလုပ်ထားခဲ့တယ်ဆိုတော့သတင်းတွေကိုလည်းကြားသိရပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ကြားပြည်နယ်မှာရှိတဲ့မြို့တော်လိုက်ကော်သမကဘေးပတ်ဝန်းကျင်ကမြို့တွေရွာတွေကတော့တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာပုံမှန်လည်ပတ်နေကြပြီပဲဖြစ်ပါတယ်။မြို့မှာရှိနေတဲ့အခြေခံအဆောင်အုံတွေဌာနဆိုင်ရာဝန်ထမ်းတွေပညာရေးကျန်းမာရေးကဏ္ဍတွေလည်းအားလုံးလည်ပတ်နေကြပြီဖြစ်ပြီးတော့ဒီနေ့အောက်တိုဘာ23ရက်နေ့မှာတော့ဂလိုက်ကော်တက်ကတော်ကြီးကိုအောင်မြင်စွာပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဆိုတော့ သတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တဘောကတော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာအကြံပေးသမားတွေရှိတဲ့ဘယ်နေရာဘယ်ဒေသဘယ်ရွာဘယ်ရက်ကမှအေဂျင့်တင်နေမှာမဟုတ်ဘူးဆိုတဲ့အခြေအနေနဲ့တမ်းတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့မြို့ရမှန်သမျှအားလုံးကပုံမှန်အတိုင်းပဲအေးအေးဆေးဆေးနဲ့တင်ရင်အေဂျင့်မှုရဲ့အရသာကိုအပြည့်အဝခံစားကြရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါ